ပြုံးလင်မျိုးရဲ့မျိုးလေကောင်းကိုရေရှည်အတိုင်းတာအနေနဲ့တုံးသက်ရမယ်ဆိုရင်ဇီးနှုံးအနေနဲ့ကလည်းလက်ရှိအချိန်မှာကျွန်တော်တို့အရန်ကိုမြင်မာတဲ့အနေအထားမျိုးမှာရှိတယ်။ရန်ကုန်တို့မန္တလေးတို့လူမျိုးပဲမျိုးလေကောင်းအနေနဲ့ဒါတဖြည်းဖြည်းနဲ့ဇီးနှုံးတွေကကြီးလာတယ်လူနေတွေအရန်ထူထပ်လာတယ်။အဲ့တော့လက်ရှိအရွေးတစ်ခုအနေနဲ့ဖြစ်နိုင်တဲ့အလားအလာတော့ဒါပြုံးလင်မျိုးမှာ မျိုးလေကောင်းအနေနဲ့ဆိုရင်ကွန်ဒိုမီနီယံတိုက်ခန်းတွေဖြစ်လာနိုင်တဲ့အလားအလာလေးကတော်တော်လေးကို ဖြစ်နိုင်ခြေရှိတဲ့အနေအထားမျိုးလေးမှာရှိပါတယ်။အဲ့တော့လက်ရှိဈေးနှုန်းအနေနဲ့ဆိုရင်လည်းမျိုးလေကောင်ဈေးကတာပေး40 60ကို38000နဲ့9000ကြားထဲဝန်းကျင်မှာရှိတယ်။အဲ့တော့ကျွန်တော်တို့ပုံမှန်ဝယ်ယူမယ်ဆိုလို့ရှိရင်ငွေအမောက်ပမာဏတစ်ခုအနေနဲ့တော်တော်လေးကိုတုံးရမယ်အနေအထားမျိုးပါ။အဲ့တော့လက်ရှိအနေနဲ့ဒါကျွန်တော်တို့မျိုးလေကောင်မှာဆိုရင်လည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲအဲကွန်ဒိုမီနီယံတွေတည်ဆောက်နေတဲ့အလားအလာတွေလည်းတည်ရှိတာဖြစ်ပါတယ်။ကျွန်တော်အခုအယောင်မိတ်ဆက်ပြီးမဲ့နေရာတော့ဒါပြင်ဦးလွင်မြို့ရဲ့ ရက်ွက်ကြီးငားထဲမှာတည်ရှိတယ်ဈေးကြီးနဲ့ပြည်သူစင်းရုံရဲ့ဂျားထဲမှာတည်ရှိတယ်အကွက်အကွင်းကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်အနီနာပတ်ဝန်းကျင်မှာဆိုရင်အခုလက်ရှိကိုအကောင့်ထဲပေါ်နေတဲ့ကွန်ဒိုမီနီယံတွေတည်ရှိတယ်အဲ့တော့ရရှိအနေနဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်မယ်မြေကိုဝယ်ပြီးတော့ကွန်ဒိုမီနီယံတွေတည်ဆောက်မယ်ဆိုတဲ့မိတ်ဆွေတွေအတွက်အကျယ်ဝန်းအနေနဲ့လည်းတော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်ခုအယောင်မိတ်ဆက်ပေးမယ်ခြံဝင်းရဲ့အကျယ်အတာမျက်နှာစာက ေ80ရှိတယ်ဘေးနှက်ဖက်ကိုအရှိကဒါပေ45ပေဆိုတဲ့အကျယ်ဝန်းအတိုင်းဒါဖြစ်ပါတယ်မြေမျိုးစားကလည်းကရန်မြေဖြစ်တယ်လက်ရှိချိန်မှာတော့ကရန်တက်တန်းက9လကျန်နေတယ်အဲပိုင်ရှင်နေနဲ့ကိုယ်လွန်သွားတာဖြစ်လို့မောဟကျန်းကျိန်လုပ်ပြီးတော့ဒါသူ့ရဲ့သားသမီးတွေကနေပြန်လေရောင်းချလို့ရတယ်စာရဲစာရန်ခိုင်မာတဲ့နေရာလေးလည်းဖြစ်ပါတယ်ဈေးနှုန်းကလည်း3,3500ပဲခေါ်ဆိုရတာဖြစ်ပါတယ် ဇင်းတို့အနေနဲ့လည်းပိုင်ရှင်တဲ့ဓာတ်ရိုက်ကိုစိတ်ကြိုက်ဇင်းညီနိုင်လို့ရမယ်။မောဟကြမ်းကြိမ်လုပ်ပြီးတော့ဒါကရန်ပြန်လုံနေတဲ့အချိန်မှာကိုယ့်ရဲ့ project ကိုစတင်နိုင်မယ့်နေရာကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ suite home ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်။အားလုံးကျေးဇူးတင်